တုတ်တိမေအထကရာထေမှာပုပ္ပိနိဗ္ဗာဒအဘိညာဉ်ရှုွက်ကို ဖောက်ဆရာဘုရားကြီးကအခြေခံ၍ဝိပဿနာဉာဏ်ဖြင့်အတိတ်ဘဝကို ရှုစေတယ်။ပုပ္ပိနိဗ္ဗာဒအဘိညာဉ်ကိုရှုမဲ့ပုဂ္ဂိုလ်ကကတိုင်း၈ပါးပထယဘောတေဇောဝါယောနီလပိတလောဟိတဩဓာတဆိုတဲ့ကတိုင်း၈ပါးအခြေခံ၍တမပတ်၈ပါးပေါအောင်တွားရတယ်။ပြီးလို့ရှိရင် ဇာနပတိလောမတဲ့အစင်တန်းခြင်းရတယ်။ဇာနအနုလောမတဲ့အစင်တန်းခြင်းရတယ်။ပြီးရင်ဇာနပတိလောမပြီးရင် အနုလုံ ပတိလုံအနုလောမပတိလောမဆိုအပြန်လှန်ပြန်ခြင်းရတယ်။ခုံပြီးခြင်းရတယ်။အဲ့ဒီဟာတွေကိုကောင်းစွာကျင့်ပြီးတဲ့နောက်အဖြူအံကတိုင်းသဒ္ဓဆန်ထူထောင်၍ဤကတ်သောအတိတ်ခဏကတမနစ်ကယုတ်နံနမနစ်ကယုတ်နံ ငါးမိနစ်ကယုတ်နံလွန်ခဲ့တဲ့တနိုင်ကယုတ်နံဒီမိနစ်ကယုတ်နံမိနစ်ကယုတ်နံတနေ့ကယုတ်နံလွန်ခဲ့တဲ့တပတ်ကယုတ်နံတို့ယုတ်နံနှစ်ပါးကို ကောင်းစွာရှုနိုင်ပြီဖြစ်တဲ့တော်ကောင်းတွေကအဲ့ဒီလို14မျိုးသောအချင်းရာဖြစ်ကျင့်ပြီးနောက်တဖြည်းဖြည်းနောက်ကိုဆုတ်ဆုတ်ဆုတ်သွားလိုက်တာနောက်ဆိုမိခင်ဝန်ထဲလေယုတ်နံနှစ်ပါးပဲတွေ့တော်တယ် လွန်ခဲ့တဲ့စင်တဲ့ကယုတ်နံကို ရှုပြီးတဲ့အခါရံဖန်ရံခါယောဂီတွေကရှောက်တယ်ငယ်ရုပ်လေးတွေပြန်ပေါ်လာတယ်ဗျာတခါတရံဘယ်လိုမှမမှတ်မိနိုင်တော့ဘူးလို့ထင်ရတဲ့စိတ်လိုလျားနဲ့မှတ်သားထားခြင်းမဟုတ်တဲ့အာယုံတွေပေါ်လာတာသိအံ့ဩကြတယ်ရုပ်ပုံတွေပေါ်လာရင်ဓာတ်ကြီးလေးပါဖန်ဆိုင်လာရတယ်အဲ့ဒီမှာယုတ်ကလတ်တွေဖြစ်ပြီး ဘဝင်ကိုဖန်ဆက်ပြီးယုံနာနှစ်ပါးနည်းနဲ့နောက်ကိုဆုပ်ဆုပ်ပြီးတော့အသက်30ရှိပြီဖြစ်တဲ့တော်ကောင်းကနောက်နှစ်30ကိုနောက်ကိုပြန်ဆုပ်သွားဟိုကလေးဘဝကိုရောက်ပြီး မိခင်ဝန်တဲကနေစထွက်တဲ့အချိန်ယုံနာပဲတွေ့တယ်ပြီးရင်မိခင်ဝန်တဲကိုဆက်ရှုသွားဟိုကလရရေကြီးတည်တဲ့အခိုက်ကိုဆက်ပြီးရှုလို့ရတယ်ရှုနိုင်တဲ့တော်ကောင်းတွေပြည်ရင်းပြပါနှစ်ဌာနလုံးမှာရှိပါတယ် ရုပ်နာနှစ်ပါးကိုပရမတ်ညာအမြင်ဆိုင်အောင် ရှုနိုင်ရင်တော့အဲ့ဒီလို ရှုနိုင်ကြတာကြီးပါပဲဒီနေ့တရားတော်ကောင်းတွေမနေ့ကရုပ်နာမပြောပါနဲ့ပြီးခဲ့တဲ့9မိနစ်ကရုပ်နာကိုပြန်ရှုမယ်ဆိုရင်ရနိုင်ပါမလားဘာဖြစ်လို့မရလဲတမာတိမရှိသေးလို့ရုပ်တရားနံတရားတွေကိုပရမတ်ညာအမြင်ဆိုင်အောင် မသိသိရသေးလို့လို့အကြောင်းကို ပြရမှာပါဒါဆိုရှုနိုင်တဲ့ပုဂ္ဂိုလ်ကရှုနိုင်တဲ့ အရာဒီဖြစ်နိုင်ရသော အကြောင်းဟုတ်လားမဟုတ်ဘူးလားဟုတ်တယ်အဲ့ဒီပုပ္ပိဏိဝါဒအဘိညာဉ်ရှုခွက်ကိုအခြေခံ၍အနာပါဏပထမဇံမသရုဋ္ဌဇံထူထောင်ပြီးတော့လွန်ခဲ့တဲ့9မိနစ်ကယုတ်နံလွန်ခဲ့တဲ့တနင်္ဂနွေကယုတ်နံလွန်ခဲ့တဲ့မနေ့ကယုတ်နံမနေ့ကယုတ်နံတနေ့ကယုတ်နံလို့နောက်ကိုဆုတ်ဆုတ်ဆုတ်ပြီးရှုသွားလိုက်ရင်မိခင်ဝန်ထဲကလရေကြီးတည်တဲ့အခိုက်ကိုရောက်သွားတယ်အဲ့ဒီတပြည့်လေး အဲဒီအဆင့်ကိုရောက်သွားပြီသူ့နံပါတ်6ဘဝလောက်ထိသင်ပေးထားတယ်နံပါတ်6ဘဝကနေစီတန်းပြီးပြောမယ်နော်အဲဒီဘဝမှာ तू ကဗြမာကြီးဖြစ်တယ်ဗြမာဖြစ်တယ်ဆိုတော့ဒါနဖြစ်ရောက်နိုင်လားသီလဖြစ်ကိုရောက်နိုင်လားဝိပဿနာဉာဏ်ဖြစ်ကိုရောက်နိုင်လားအဲဒီဘဝမှာသင်ခင်မှာတေဃာနီမရဏတဏ္ဍံသောဆိုးတဲ့အချိန်မှာ ဇန်တမာတိကိုမလျှော့ကြအောင်ဝင်စားနိုင်တဲ့အတွက်သုတိစေရဲ့နောက်ွယ်၌ဇံဝင်စားလျက်နဲ့မြမပြီမှာကိုထင်ရှားဘွားကနေရခဲ့သောအကြောင်းနဲ့အကျိုးကိုကောင်းစွာရှုနိုင်ခဲ့တယ်။အဲ့ဒီမြမပြီမှာဇံဝင်စားပြီးတော့တက်တန်းရှိ နေခွင့်ရခဲ့သောညာလေးပဲ။အဲ့ဒီဘွားမှာတက်တော်ထင်ရှားဖျားရှင်ကိုဖူးခွင့်ရခဲ့တယ်။ဇန်တမာတိကို ေဂာနီချိန်မှာ ကောင်းတာမထိန်သိမ်းနိုင်ခဲ့ပဲနဲ့ဖះရဲ့အာယုံနောက်ဆုံးလာပေါ်တယ်။ဆိုတော့ရူပဝဆရကုတုလားကာမဝဆရကုတုလား။ဒါကြောင့်မို့အဲ့ဒီမြမာကြီးကွယ်လွန်အိဋ္ဆရောက်သွားပြီးတဲ့နောက်မှာလူပြည်မှာလူပရိသတ်တွေလာနေတယ်။ဖះရှင်ဒီဟုသောအာယုံဒီနောက်ဆုံးအာယုံဖြစ်တဲ့အတွက်ကြောင့် ကံဟာအင်မတန်အာကြီးသောကံလို့ခေါ်မယ်ကာမဝဆရာကုသိုလ်ကံဒီထဲမှာအဲ့ဒါကြောင့်မို့အဲ့ဒီဘဝမှာ तू ဟာတိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့ဘဝကိုရရှိခဲ့တယ်အဲ့ဒီတိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့ဘဝမှာကုသိုလ်ကံတွေလည်းအများကြီးလုပ်တယ်လို့နန်းတော်ထဲမှာလှည့်လေတဲ့အခါမြင်တွေ့ခွင့်ရတဲ့ဆောင်ရွက်ခွင့်ရတဲ့အရာတွေလည်းအများကြီးပါပဲအဲ့ဒီထဲကမတိလိုက်မတိပါတာ နှစ်သက်ခင်မိတဲ့အာယုံလေးတစ်ခုရှိတယ်။နွားလှလေးတစ်ကောင်ကိုအဲ့ဒီမင်းကြီးကသဘောကျနေခဲ့တာပဲ။တခြားသောຢာတွေလည်းသဘောကျတာတွေမရှိဘူးလား။ရှိပါတယ်။သို့တော်လည်းအဲ့ဒီမင်းကြီးလည်းဘုရားတို့တော်လည်းရှောင်လဲလို့မရတဲ့ဒေချင်းတရားကိုနောက်ဆုံးရင်ဆိုင်ရပြီ။တေဂာနိမရဏတဏ္ဏသောဆိုးတဲ့အချိန်မှာတခြားသောကုသိုလ်ကံအာယုန်တွေကအကျိုးမပေးဘဲနဲ့အဲ့ဒီနွားလှလေးရဲ့အာယုန်ကအကျိုးပေးတဲ့အတွက်ကြောင့် အဲ့ဒီမင်းကြီးတဲကွယ်လွန်အိိဆရောက်သွားပြီးတဲ့နောက်နဲ့ရဆံပြီးတဲ့နောက်မှာနတ်ဘဝမှာနှစ်တိုးကြီးဖြစ်တယ်ဇမဘဝဓက္ခံကောင်းတဲ့ဖြတ်တန်းခဲ့တယ်ဇမနဲ့နိကနေတဲ့မင်းကြီးဘဝဓက္ခံကောင်းမှတည်ကြတယ်ဒါပေမဲ့စိတ်ဆိုတာအမတန်မှဆန်းကျင်တယ်မဆွဲလန်းတဲ့အရာပေါ်မှာလဲဆွဲလန်းမိတတ်တယ် မကောင်းတဲ့အရာဒီပေါ်မှာလည်းပဲနှစ်သက်တတ်တယ်။ကောင်းသောအရာဒီပေါ်မှာလည်းပဲမနှစ်သက်ခြင်းဆိုတာဖြစ်တတ်တယ်။အခုလည်းပဲအကောင်းအဆိုးနှစ်ပါးစလုံးရှိခဲ့တော်လေ။နောင်လှလေးကိုနှစ်သက်တဲ့စိတ်ကအကျိုးပေးသွားတဲ့အတွက်ကြောင့်ဒီဒီအချားမေမှာနောဘဝရရှိခဲ့တယ်။ဓက္ခံကောင်းနဲ့ဖြတ်တန်းလာခဲ့လို့အဲ့ဒီနောဘဝမှာဓက္ခံကောင်းတွေဖြစ်တည်နေတယ်လို့ဆိုရမယ်။ ဒီနေ့တရားနာပြတဲ့သူတော်ကောင်းတွေဘာစိတ်ဝင်စားလဲတော့မသိဘူးဒီနေ့တရားဟောတဲ့ပုဂ္ဂိုလ်ကလူတွေရဲ့ဇယက်ကိုအမတန်စိတ်ဝင်စားတယ်လူတွေရဲ့သဘောထားကိုလည်းအမတန်စိတ်ဝင်စားတယ်တိရစ္ဆာန်လေးတွေလည်းအဲ့ဒီအတိုင်းပဲတပည့်တော်တို့ပါဝန်ကျင်မှာခွေးတွေရှိတယ်နော်ခွေးတွေတကောင်နဲ့တကောင်ဓက်ခံတူရဲ့လားတချို့ခွေးတွေဟာဟောင်းလုံးနဲ့မန်လုံးနဲ့တချို့ခွေးလေးတွေကမငြိမ်သက်ဘူးလား ဓက္ခန္တီ क्वे ပြတာအဲ့ဒီတရိစံဒီမှာလဲမပေါ်ဘူးလားရှင်ပြတို့မှာရော क्वे လာတူလား क्वे ကြတယ်အခုဒီနွားသူ့ရဲ့ပိုင်ရှင်ကတနေ့ကြတော့ကောင်းမှုကုသိုလ်ပြုမယ်ဆိုပြီးတော့လူပဲဝတ္ထုပစ္စည်းတွေကိုလှဲဖို့တင်ပြီးအဲ့ဒီနွားကြီးကိုဆွဲစီတယ်လူမဲ့နေရာရောက်အောင်အဲ့ဒီနွားကြီးကပို့တယ်အဲ့ဒီနွားကြီးရဲ့စိတ်အစဉ်မှာလေး ဟဲ့ဒီလူပွဲတန်းပွဲတွေကိုပို့ဆောင်ရတဲ့အတွက်အလွန်ပဲကြည်နူဝမ်းမြောက်ပြီးကုသိုလ်စိတ်တွေဖြစ်ခဲ့တယ်။ဘာဖြစ်လို့လဲ။ဗြဟ္မာဘုရားဓက္ခံကောင်းမင်းကြီးဘုရားဓက္ခံကောင်းကြောင့်ဟဲ့ဒီဓက္ခံကနွားဘုရားရတော်လေးပဲသူ့ရဲ့ဓက္ခံကစကားပြောလာတယ်။လူသားတွေပင်ဖြစ်တော်လေအသိဉာဏ်ရှိသောလူသားပင်ဖြစ်တော်လေတခါတရံမှာအဲ့ဒီလူမျိုး ကုသိုလ်ကောင်းမှုတွေကိုလုပ်ရတဲ့အချိန်မှာကုသိုလ်စိတ်မဖြစ်ဘဲနဲ့ အာကုသူစိတ်တည်တော်လဲမဖြစ်နိုင်ဘူးလားဒါကြောင့်မို့ဒုက္ခဟာတည့်အရေးကြီးတယ်အောင်မြင်မှုကြော်ကြားမှုချမ်းသာမှုကအရေးမကြီးဘူးဒုက္ခတည့်အရေးကြီးတယ်အတိတ်ဘဝတုန်းကဘလို့တက်ခံတဲ့ဖြတ်သန်းခဲ့တဲ့ဒီဘဝကိုလွှမ်းမိုးတဲ့အရေးထိုးတယ်ဒါကြောင့်မို့အခုနှသောကြီးကအလွန်ပဲကြည်နူးတာအဲ့ဒီကြည်နူးတဲ့စိတ်ကအဲ့ဒီနွားကြီးဒီကံနေ့ချိန်မှာအကျိုးပေးလိုက်တယ်လေအဲ့ဒီဘဝကသေဆုံးပြည့်တဲ့နောက်မှာနောက်ဘဝမှာလူပြန်ဖြစ်တယ် လူဖြစ်တော့အဲ့ဒီဘဝမှာ तू ကလက်သမားဆရာကြီးဖြစ်တယ်လက်သမားအမှုမှာကျွမ်းကျင်တယ်တနေ့ကျတော့ तू ကလူတွေလှဲပြီးသွားလို့ရအောင်ဆိုပြီးတော့တဒါကြီးတစင်ဆောက်လုပ်ပြီးလှူဒန်းတယ်အဲ့ဒီတဒါဆောက်လုပ်ပြီးလှူဒန်းတဲ့ကံကဒီကနေ့အချိန်မှာအချိုးပေးလိုက်တာနောက်ဘဝမှာလူလာပြန်ဖြစ်တယ်အဲ့ဒီဘဝမှာတော့တထေးကြီးဖြစ်ရတယ်တထေးကြီးဖြစ်ပြီးတော့ ကံဒီမျိုးမျိုးထူထောင်ခဲ့တယ်တနေ့ကျတော့ယဟန်တော်၃ပါးကို ဆုံးဖြစ်ဆက်ကပ်လှူဒန်းဖို့ပင့်ဖိတ်တယ်အိမ်၌ဆုံးဖြစ်ပြုစုလှူကျွေးတယ်ပြီးတော့လူစည်းစိမ်လူချမ်းသာနတ်စည်းစိမ်နတ်ချမ်းသာကိုမဆုတောင်းဘူးသူဆုတောင်းမှုလေးတိတ်ကောင်းတယ်ဤကောင်းမှုကုသိုလ်ကိုပြုလို့ရခြင်းတည်းဟူသောအကြောင်းကြောင့် အရှင်ဖျားတို့ထိုးထွင်းသိအပ်သောတရားကိုထိုးထွင်းသိတဲ့ပုဂ္ဂိုလ်ဖြစ်ပြစီဗျာမကောင်းလားအဲ့ဒီတော့အဲ့ဒီပုဂ္ဂိုလ်ဒီဘဝမှာတပြည့်တော်တပြည့်ဖြစ်ပြီးတော့တရားတွေကိုကြက်ကြနာနာအာထုတ်နိုင်တဲ့ပုဂ္ဂိုလ်ဘဝကိုရလို့အခုသူ့ကြောင့်လေးတပြည့်တော်ပြောပြခွင့်ရတာပါနောက်ပါရမီအလွန်ကောင်းတဲ့တရောကောင်းတူအကြောင်းနည်းနည်းပြောမယ်တံဝေကရเสียပါ သူကပါရမီသိအားကောင်းလို့ဘဝတော်တော်များများတပြည့်တော်သင်ပေးတယ်။ဟိုးတော်တော်လေးဝေးတဲ့ဘဝမှာဘာတွေ့လဲဆိုတော့ရောရူဝငရဲကိုကြခဲ့တယ်။မျက်စိတွေနှခေါင်းတွေနားတွေချက်တွေပါဇက်တွေကနေမိတွေတောက်လောင်နေတာ။ကိုယ့်ရဲ့တိတ်ဘဝကိုရှုတဲ့အခါမှာဟိုမှာဝမ်းနေဒီမှာဝမ်းနေ ဟိုမှာဝမ်းတိုင်ဒီမှာဝမ်းတာတယ်ဘာဖြစ်လို့လဲရုပ်နဲ့အစဉ်တန်းကြီးဟာဖြစ်ပျက်ဖြစ်ပျက်နဲ့တစဉ်တဆက်တည်းဖြစ်နေကြတယ်ပရိသတိသုတိမနတနသောသုတိပရိသတိလို့တာပြောတာရုပ်နံတွေကိုတင်းစီနိုင်ရင်တော့ဖြစ်ပျက်ဖြစ်ပျက်အစဉ်တန်းကြီးနဲ့ဆက်နေတာပဲမဟုတ်ဘူးလားမရမရဏတဏ္ဍံဇောလေယုံနံပဲသုတိလေယုံနံပဲပရိသတိလေ ရုပ်နာမဲဆိုတော့တစ္ဆင်တစ္ဆတ်တည်းမဖြစ်နေဘူးလားဒါကြောင့်မို့ဟိုဘက်မှာ one thing ဒီဘက်မှာလည်း one thing ဟိုဘက်မှာ one တာရင်ဒီဘက်မှာလည်း one တာတယ်ဟိုဘက်မှာပူလောင်နေတာဒီဘက်မှာပူနေတာအိုးသူလျှောက်ထားတာလေအသက်ဝင်လုံးလို့တော်တော်ကို စိတ်ထဲမှာတံွေကဖြစ်မိတယ်ငြင်းကြီးရှိတယ်တဲ့ရှိမှရှိပါရဲ့လားလို့ရှင်ပြတန်တရားရှိတယ်မလား အခုတော့အဲ့ဒီတပြေလျာကောင်းစွာရှုနိုင်လို့ညညအိတ်မပြောဘူးလေအလွန်ပြင်းထန်လုံးတဲ့ငရေကြီးမှာကြခဲ့ရတဲ့အဲ့အတွက်အဲ့ဒီအာယုံကြီးဟာသူ့ကိုလန့်လန့်နှိုးတယ်တပြေတော့လူတက်ခဲ့ပြီးပြီနဲ့တူတယ်ဖျားဆိုနောက်တဘဝထပ်ပြီးတော့ဘာဖြစ်လို့အဲ့ဒီရောဓုဘငရေကိုကြခဲ့ရတာလဲဆိုပြီးတော့သူ့ကိုတိအောင် ရှုခမ်းလိုက်တော့နောက်ဘဝမှာမိုးဆိုးကြီးဖြစ်နေတယ် သူကတပြည့်တပန်းတည်းနဲ့မုတ်ဆိုးအလုတ်ကိုလုတ်ကင်နေပုတ်ခုပဲဒီနေ့ကျတော့စသစ်ကြီးတကောင်တစ်ပင်ပေါ်ရှိနေတာတပြည့်တွေကတစ်ပင်ပေါ်တက်ပြီးစသစ်ကြီးကိုမောင်းကြတာအဲ့ဒီစသစ်ကြီးကလည်းလူအုပ်ကြီးနဲ့မောင်းတော့ကြောက်လန့်ပြီးအောက်ကခုန်ဆင်းတော့အောက်ကခုနကမုတ်ဆိုးတွေရဲ့ခေါင်းဆောင်ဖြစ်တဲ့ခုနကယောဂီဘဝအောက်ကနေလှန်တဲ့အဲ့ဒီစသစ်ကြီးကိုထိုးတာ ကျက်တကြီးကလှန်ထိုးတန်နဲ့အလွန်မှဒေါသထွက်ပြီးအဲ့ဒီမုတ်ဆိုးကြီးကိုအပြင်းအထန်ကြိုက်တာကြိုက်တဲ့အတွက်ကြောင့်ပဲအဲ့ဒီမုတ်ဆိုးကြီးကပြင်းထန်တဲ့ဝေဒနာကိုခံစားရတော့တပြည့်တွေကထန်းစင်ပြစ်ခေါ်သွားတယ်အဲ့ဒီထန်းစင်နဲ့ခေါ်သွားရင်လမ်းမှာပဲတည်သွားတယ်ဒီကောင်นี่ပေါ်တဲ့အာယုံကယဟန်တပါးကိုတတ်ခဲ့တဲ့အာယုံပေါ်တယ်ဒီနေ့အိမ်ကနေထွက်ပြီးတော့အမဲလိုက်မယ်ဆိုပြီးထွက်လာတာအမဲလိုက်ဖို့လမ်းမှာ ရန်တဘာကြွနေတာတွေ့လိုက်တော့မကောင်းမှုပြုနေတဲ့ပုဂ္ဂိုလ်ကကောင်းမှုပြုနေတဲ့ပုဂ္ဂိုလ်တွေ့တဲ့အခါစာပေထဲမှာလည်းမိမိတို့ရှင်ပြတို့ဖတ်ဖူးတယ်အမင်္ဂလာလို့စိတ်ထဲဖြစ်တယ်ဒီယဟန်ကို တွေ့ရတာငါ့အတွက်အမင်္ဂလာပဲဆိုပြီးအဲ့ဒီယဟန်ကိုလှံဖြစ်ထိုးတက်ခဲ့တယ်တိလရှိတဲ့တော်ကောင်းဖြစ်တယ်ဂုံတူဝိဒေသတွေနဲ့ပြည့်စုံနေတဲ့တော်ကောင်းတူဦးဖြစ်ပါလိမ့်မယ်အဲ့ဒီကံကြောင့် တေဂာနီမှာအဲ့ဒီကံအကျိုးပေးလိုက်တာရောရူပငရဲကိုကြာသွားခဲ့တယ်အဲ့ဒီမှာပြင်းပြင်းထန်ထန်ခံရလွန်းလို့အဲ့ဒီကနေလွတ်သွားပြီးတော့ပြာပူငရဲကြတယ်လေငရဲငယ်ကိုကြာပြာရီဖုံးနေတာသူလျှောက်ထားတာတော့အင်မတန်အသက်ဝင်တယ်အဲ့ဒီပြာပေါ်မှာပြင်းနေတာအဆုံးမရှိဘူးဖျားတဲ့ပူလိုက်တာဖျားအဲ့ဒီမှာလေးပဲ ကာလရှိကြခံစားရပြီးတဲ့နောက်အဲ့ဒီကလွတ်တဲ့အခါမစင်ပင်ပုတ်ငရဲကိုကြားတယ်လေအဲ့ဒီနေ့ဟိုမှာနန်းနေတာဒီဘက်မှာလည်းနန်းနေလို့ရေဒီအကျဉ်းချင်းချိုးရတယ်ဗျာအနတ်မပြောက်ဘူးဖြစ်လို့လေမစင်တွင်းကြီးထဲမှာကြပြီးတော့မစင်ပင်ပုတ်ငရဲမှာခံခဲ့ရတယ်အဲ့ဒါကြောင့်မို့ဒီဘက်ဘဝမှာအင်မတန်မှခံရတယ်အဲ့ဒီအာယုန်တိ ွားွားပေါ်နေတယ်။အဲ့ဒီမစင်ပင်ပုတ်ငရဲကနေလွတ်ပြီးတဲ့နောက်မှာ နောက်ငရဲငယ်တခုထွက်ကြတယ်။လက်ပံတော်ငရဲ။နောက်ကနေလက်ရိုက်တာလေ။ရှေ့မှာရှိတဲ့လက်ပံပင်ကြီးပေါ်ကို ပြစ်တက်တာ။သူလျှောက်တယ်အဲ့ဒီလက်ပံပင်ကြီးမှာတတော်လောက်ရှိတဲ့စူးကြီးတွေထွက်နေတယ်ဗျာတပြည့်တော့တန်လိုက်နဲ့ဆွဲပြီးတော့ထိုးထည့်လိုက်သလိုပဲ ံကြောက်လေအောက်ကနောက်ကနေလက်ရည်တော့ပြေးစရာမြေမရှိတော့လက်ပံပင်ပေါ်ကို ပြေးတက်တာသွေးတွေရဲရဲနီးနေအောင်ကြရတယ်ဗျာနာလိုက်တာဗျာပြန်ပြုတ်ကြလာတယ်အောက်ကရိုက်ပြန်ပြန်တက်ပြန်တယ်ဒီဘက်ကစူးတစ်ချောင်းဝင်သွားတယ်ဟိုဘက်ကစူးတစ်ချောင်းကတန်လိုက်နဲ့ဆွဲပြီးတော့ထိုးလိုက်တယ်လို့ပဲတခါတည်းကို ရော့ခနဲ့ကို ဝင်သွားတော့တာပဲဗျာ အဲဒီကနေမှလွတ်ပြီးတော့ဘာဖြစ်တယ်လဲလို့ပြောရင်ပြိတာဘဝရတယ်။ဒါဆိုရင်ရှင်ပြတို့အားလုံးဖျားဟောသွားတဲ့ငရေကြီးရှိတယ်ငရေသေးရှိတယ်ငရေငယ်ရှိတယ်ဆိုတာတနေ့ရှင်ပြတို့ရဲ့ဘဝထဲမှာတကယ်ရှုနိုင်တဲ့အခါကျရင်တော့ယုံတယ်လို့ပြောမလားတိသွားပြီလို့ပြောမလားအဲ့ဒီတပြည့်လေးဟာ အဲ့ဒီဘဝကနေစပြီးတော့နေကြတဲ့ဘဝကြီးပြီးတော့အသက်တူတယ်ငရဲကနေတက်လာတဲ့ပုဂ္ဂိုလ်တွေတော်တော်များများနေကြတယ်ပြီးရင်အသက်သူ့တက်တက်ခဲ့တဲ့ကံကခြံရံထားတဲ့အတွက်ကြောင့်မို့အသက်ရှိရှိမနေရဘူးပြီးတော့လူဘဝတုန်းကလည်းပဲလူတွေရဲ့အထင်သေးမှုကိုတော်တော်ခံရတယ်အဲ့ဒီတပြည့်လေးကို ီနေ့တရားဟောတဲ့ပုဂ္ဂိုလ်ကဟိုးရံငယ်ဘွားကလေးကသူ့ကိုနာမည်လေးပေးခဲ့တယ်ကံတမာလူစုလို့အဲ့ဒီတုန်းကအဲ့ဒီလောက်ထိဘွားကြီးအများကြီးမရှိရသေးဘူးအခုမှသူ့ကိုထွတ်ရှုခိုင်းလို့စွမ်းအားရှိလာလို့ရှုခိုင်းလို့အဲ့ဒီလောက်ဘွားကြီးအများကြီးရှုနိုင်သွားတာဒါဆိုလို့ရှိရင်အဲ့ဒီလို သမှုတရားတစ္ဆာတည်ပြီးတဲ့နောက်ဘုဒ္ဓတစ္ဆာမြည်ရတဲ့ ဝိပဿနာရဲ့အရှုခံအာယုံဟာမိမိတို့နဲ့တသားတည်းရှိပြီဘုရားအလောင်းတော်ကိတုမိုးတောက်ရန်ကြားမှာဒုက္ခသစ္စာမိရတဲ့ယုတ်တရားနန္တရားသမှုတရားသစ္စာအမိရတဲ့အကြောင်းတရားအကျိုးတရားတွေခဏမစဲတဲတဲဖြစ်ပြီးရင်ပြတ်နေတဲ့သဘောကိုမြင်အောင်ကြည့်လျက်အနေစာလို့တွင်ကြီးဝိပဿနာရှုခွင့်ရကြတယ်ဖြစ်ချင်းပြတ်ချင်းတန်ချက်ပြအနှိမ့်ဆက်ခံနေရတဲ့သဘောကိုမြင်အောင်ကြည့်လျက် ဒုက္ခလို့တတင်ကြီးဝိပဿနာရှုခွင့်ရကြတယ်မပျက်စီးတဲ့အခြေခဲခိုင်မှာနှစ်သာရမရှိတဲ့သဘောကိုအာရုံယူပြီးတော့အနတ္တလို့တတင်ကြီးဝိပဿနာရှုခွင့်ရကြတယ်ဝိပဿနာဉာဏ်တွေရင့်ကျက်တဲ့အဆုံးမှာမဉ္ဇဉ်ဘူဉ္ဇဉ်တို့ကနိဗ္ဗာန်ကိုအာရုံပြုပြီးတော့ပေါ်လာကြတယ်